ရင်ပြည်သက်များအလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရမဲတဲ့နဲ့ပခုတ်ကူမျိုးနယ်တို့မှာစတက်စစ်ကြောင်းများကိုတိုက်ခိုက်မှုတွင်အချမ်းဘက်စစ်သား9ဦးတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်မန္တလေးတိုင်းရမဲတဲ့မျိုးနယ်မှာအချမ်းဘက်စစ်တပ်စစ်ကြောင်းတစ်ခုကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစကောင်းစီတပ်ပတ်က6ဦးတေဆုံးခဲ့တယ်လို့တိုက်တောင်းပြည်သူတော်လိုင်းအင်အားစုမှတာဝန်ရှိသူတဦးကပြောဆိုပါတယ် ပြီးခဲ့တဲ့မေလ10ရက်နေ့ရမသိမ်းမြို့နယ်အမြန်လန့်အနောက်ဘက်လွားစင်တိုင်းနယ်အုပ်စုချောက်ဦးလေးကြီးဝါရှိဘက်ရစကန်နီးကနေထွက်လာတဲ့ဂျမ်ဘက်စစ်ကြောင်းနဲ့တိုက်တောင်းပြည်သူကာကွယ်ရေးရမသိမ်းခရိုင်ဘကဖအယုံစကန်ကိုမိရှို့ဖျက်ဆီးလာတဲ့ဂျမ်ဘက်စစ်ကြောင်းကိုဒေါ်လန်ရေးတပွဲအများကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုတွင်အဂျမ်ဘက်စကောင်းစီတပ်ပတ်ကစစ်သား6ဦးတင်ဆုံးခဲ့ပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကဒေါ်လန်ရေးဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အခုဒီကောင်လေးကစကြောင်းအင်အားစကြောင်း၃ကြောင်းနဲ့ထိုးလာတာပါနောက်ပြီးကျွန်တော်တို့ဘက်ကိုနည်းမြေရှင်းလင်းရေပေါ့အဲ့ဒီလိုလှုပ်လာတဲ့အချိန်မှာကျွန်တော်တို့စကန်းကိုစကြောင်းပေါက်လာတယ်အဲ့ဒီလိုပေါက်လာတဲ့အချိန်မှာစကန်းကိုဝင်ပြီးတော့မီးရှို့သွားတယ်စကန်းကိုမီးရှို့တဲ့အချိန်မှာစကန်းမှာတိုင်မိုင်းတွေထားခွဲပြီး၃ကောင်ကျသွားတယ်ဒေတာကပထမဆုံးမိုင်းဆွဲတိုက်ခိုက်တဲ့နေရာမှာ၃ကောင်တည်တယ်နောက်ပြီးကျွန်တော်တို့စကန်းမီးရှို့ခံရတော့နောက်ထပ်၃ကောင်ထပ်တည်တယ်လို့တိုက်တောင်းပြည်သူဒေါလန်ကြီးအင်အားစုမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်အဆိုပါချမ်းဘက်စစ်တပ်စကြောင်းများဟာ မေလ17ရက်နေ့မေလ2ရက်နေ့တို့မှာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒါပြင်မကွေးတိုင်းပခုတ်ကူမြို့နယ်ရှမကန်ပြည်သူ့စစ်ရွာမှာအထိုင်ချဒဇွဲကစကြောင်းများထုံးနေတဲ့ဂျမ်ဘက်စစ်တပ်ကိုရော့ကက်များနဲ့ဖြစ်ခတ်ခြင်းမိုင်းဆွဲခြင်းတို့နဲ့တိုက်ခတ်ခဲ့ရာစစ်သားတအူတည်ဆုံခဲ့တယ်လို့ Cobra 1ပခုတ်ကူတပ်ဖွဲ့တာဝန်ခံဘူမွေဟောက်ကပြောပါတယ်။ပြီးခဲ့တဲ့မေလ14ရက်နေ့မွန်းလွဲ2နာရီ6မိနစ်အချိန်နဲ့ညနေ6နာရီ50မိနစ်အချိန်တို့မှာရှမကန်တော်ချောင်းမှာယာယီဒဇွဲထားတဲ့ဂျမ်ဘက်စစ်သားများကိုရော့ကက်တုံးတုံးဖြစ်ခတ်တိုက်ခတ်ခဲ့ကြောင်း ဲဒီနောက်မေလ16ရက်နေ့မှာလဲရှင်မကန်ရွာကိုရော့ကတ်နှလုံးနဲ့ဖိကတ်တိုက်ခိုက်ခဲ့ကြအောင်သိရပါတယ်။ထို့နောက်မေလ16ရက်နေ့မှာအချမ်းဘတ်စစ်တပ်ကရှင်မကန်တောချောင်းမှာကားလေးစီးနဲ့ပခိုးကူဓမ္မတရားတက်တို့ထွက်ခွာလာတယ်လို့သတင်းရရှိတာကြောင့်လမ်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့အောင်အချမ်းဘတ်စစ်သားတအူထပ်မံတိုက်ဆုံးခဲ့တယ်လို့၎င်းကရှင်းပြပါတယ်။အဆိုပါစစ်တပ်ကိုမိုင်းဆွဲခံရတဲ့နေရာမှာ MG ပေါင်းတစ်ခုနဲ့5.56 G 24တောင်ကျန်ရခဲ့ပြီးတော့အဲ့ဒီစစ်စင်ရေတိုက်ခိုက်မှုတွေကိုပခိုးကူခရိုင်ဘက်ကပတက်ခွဲငါအေယာတောင်းတပွဲအေယာတောင်းတစိတ် PLO တပ်ဖွဲ့ခေါ်ဗရာဝမ်ပခုတ်ကူတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ချမ်းမတ်54ရောင်ထွက်ရာဒေါင်ဆန်စုကြည်ကိုအကိုဖြစ်သူဦးအောင်စံဦးကလေလံစေးသတ်မှတ်ခိုင်းနေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။နိုင်ငံတော်ရဲ့တိုင်မကန်ပို့ကိုဒေါင်ဆန်စုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့ဗဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ချမ်းမတ်54ကိုလေလံစေးအချင်းချင်းသတ်မှတ်ပြီးတော့ဈေးလျှော့ရောင်းနေပေမဲ့ရောင်းမထွက်တဲ့တော့ ယခုကတော့စန်းစုကြည်ပမ်းမဂျန်ကင်းစဲကိုတတ်မှတ်ပေးရန်အကိုဖြစ်သူဦးအောင်စန်းဦးကရှင်းနေအပွဲကိုတောင်းဆိုထားတယ်လို့သိရပါတယ်။လက်ရှိမှာဦးအောင်စန်းဦးဟာပြီးခဲ့တဲ့မေလ15ရက်နေ့ကရုံးချိန်မှာဒေါအောင်စန်းစုကြည်ဘက်ကနေလေလံစေးတတ်မှတ်ပေးရန်ကိစ္စနဲ့ပတ်သက်ပြီးရှောက်ထားမှုတွေပြုလုပ်ခဲ့တယ်လို့တရားရုံးနဲ့နေဆက်တဲ့သတင်းရင်းမြစ်ထံကသိရပါတယ်။ဒေါအောင်စန်းစုကြည်နဲ့ရှင်းနေအပွဲကလည်းအခုတည်တိုးခွင့်မရဘူး။တရားရုံးနဲ့ဒေါအောင်စန်းစုကြည်ကလေလံစေးတတ်မှတ်ပေးရမယ်ဆိုတာကလည်းထုံးစံမရှိဘူး။အဲဒါကိုခူးလာမယ်ရုံးချိန်မှာ အမိန်တစ်ခုခုချမှတ်အောင်မယ်ဆိုတော့လွန်လွန်းသွားပြီလို့ရှင်းနေတဲ့ဦးကပြောပါတယ်။လက်ရှိမှာချမှတ်54ကိုပြီးခဲ့တဲ့ April 29ရက်နေ့မှာဦးအောင်ဆန်းဦးကရှော့စင်းနဲ့လေးချိန်မြောက်လေးလံတင်ရောင်းချပွဲနဲ့တင်ပြရောင်းချခဲ့ပေမဲ့လည်းဝဲသူမရှိဘဲနဲ့လေးလံပွဲပြတ်သွားတယ်လို့သိရပါတယ်။နိုင်ငံတော်ရဲ့တိုင်းပြည်ကန်လူတုခေါင်းဆောင်တောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ချမှတ်54ကိုတရားနိုင်ဖြစ်တဲ့ဦးအောင်ဆန်းဦးဘက်ကလေးလံစေးအချင်းချင်းသတ်မှတ်ပြီးတော့ရောင်းချနေခြင်းလည်းဖြစ်ပါတယ်။ဒါကြောင့်ဦးအောင်ဆန်းဦးဟာလေးချိန်မြောက်လေးလံမအောင်မြင်ဖြစ်တဲ့တော့ ရခိုးကလေလံဈေးကိုဒေါန်ဆန်းစုကြည်ဘက်ကတတ်မှတ်ပြီးရောင်းချပေးရန်ဒေါန်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ထံတင်ပြလာခြင်းဖြစ်တယ်လို့တရားရုံးနဲ့နှိဆက်သူကဆိုပါတယ်။နိုင်ငံရေးတိုင်ပင်ခံဘုတ်ကိုဒေါန်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ချမ်းမှတ်94ကိုပထမချင်းကလေလံချန်ကင်းဈေးချက်315ဘီလီယံဒုတိယချင်းမှာချက်300ဘီလီယံတတိယချင်းမှာချက်290ဘီလီယံနဲ့နောက်ဆုံးချင်းမှာချက်290ဘီလီယံအသေးသေးဈေးလျှော့ပြီးရောင်းခဲ့ပေမဲ့ဝယ်သူမရှိခဲ့ပါဘူး။ရခိုးကဒေါန်ဆန်းစုကြည်ရဲ့အကိုဦးအောင်ဆန်းကိုတင်ပြတဲ့စုံနဲ့ပတ်သက်ပြီး လာမယ့်မေလ22ရက်ရုံချင်းမှာတရားရုံးမှာဂျာပြက်အမိန့်တည့်ရချမှတ်သွားရန်ရှိတယ်လို့သိရပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့တရုတ်ကမစောဖက်ရီမူဝါဒကိုလက်ခံပြုတယ်လို့ပြောဆိုပြီးမြန်မာနိုင်ငံရှမ်းမြောက်ဝေးမှာဝင်ရောက်စောဖက်နေမှုဟာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်နေတယ်လို့ SACM ကထောက်ပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တရုတ်နိုင်ငံကမြန်မာရေးနဲ့ပတ်သက်ပြီးဂျာဝဲမစောဖက်ရီမူဝါဒကိုလက်ခံပြုတယ်လို့ထပ်ထလဲလဲပြောဆိုနေပေမဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရေးမှာတရုတ်နိုင်ငံရဲ့ဝင်ရောက်စောဖက်နေမှုမှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ဒီငြိမ်မှုကိုထိခိုက်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီကထောက်ပြပြောဆိုပါတယ်။လက်ရှိမှာတရုတ်နိုင်ငံကဝင်ရောက်မစော်ဖက်ရေမူဝါဒကိုထပ်ခါတလဲလဲအခိုင်အမာဆိုးလေရှိပေမဲ့လည်းမြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်အမြောက်ပိုင်းတွင်၎င်းတို့ရဲ့ဂျာဝင်စော်ဖက်မှုတွေဟာမိမိတို့ရဲ့ဂျိုးစီးပွားကိုသာရှေ့ရှုနေတာကိုပြသနေကြောင်းအဲဒီလိုလောရက်တရားမြန်မာပြည်သူပြည်သားများအတွက်စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေကြောင်းတရုတ်စိုးရရဲ့ပြင်ထန်တဲ့ဖိအားပေးမှုတွေကြောင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မာမိတ်တမတော် MND ဟာ ရန်ပင်းနယ်မြောက်ပိုင်းလာရှုံမျိုးမှဆုတ်ခွာရန်သဘောတူခဲ့ရကြောင်းသိရပါတယ်။စတက်ရဲ့ရှင်းနောက်တိုင်းစတက်နာကျုပ်တရှိရာဖြစ်တဲ့လာရှုံမျိုးဟာ2024ခုနှစ်ဩဂတ်လမှာ MNDA ဗမာပြည်သူ့လူမျိုးရေးတပ်မတော် BPLA နဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA တို့မှညီနိုင်ပေါင်းဆက်ကဒိုးစစ်ကြီးဆင်နွှဲပြီးတင်ပိုက်နိုင်ကြကြောင်းအဲ့ဒီအောင်မြင်မှုဟာတော်လိုင်းအင်အားစုများအတွက်အလွန်အမင်းအထီးကိုင်ဆုံးရှုံးများရှိခဲ့ပေမဲ့လည်းမြန်မာစစ်တပ်ဘိုးကတော့တမိုင်းတခြားအထင်ရှားဆုံးရှုံးနေမှုကြီးတွေကတခုဖြစ်တမိုင်းမတန်ဝင်ခဲ့ကြောင်းသိရပါတယ် ားကြောင့်စကောင်းစီတို့ကတရုတ်နိုင်ငံရဲ့စီးရဲထောက်ပံ့ပေးမှုနဲ့မြန်မာနိုင်ငံတို့ရဲ့မြန်နှပြောင်းတိုက်ချောင်းဝင်ဆော်ဖက်နေမှုဟာလွယ်မားစွာလောင်းကြီးထပ်ထားခြင်းသာဖြစ်တယ်လို့အစစ်စီအမကပြောပါတယ်။လက်ရှိလာရှုံမြို့မှာနိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းများတရုတ်ကျော်တောင်းနောက်ခံပြူအခြေခံအဆောက်အုံများနဲ့ဒါဇင်နဲ့ချီတဲ့မြို့များနဲ့ဆက်စကန်အများပြားရှိနေပါတယ်။အမန်ဒီကလာရှုံမြို့ကိုမြန်မာဆဲဟုစုထံပြန်လွှဲပေးရန်ဆုံးဖြတ်လိုက်ခြင်းဟာမြို့လုံးမြောက်ရေးအတွက်အသက်ပေးခဲ့ကြတဲ့တော်လှန်ရေးသမားရာပေါင်းများစွာရဲ့ဘေးဆက်ဆုံးလို့မှုတွေကိုတိစ္ဆာပေါက်ခြင်းပင်ဖြစ်တယ်လို့အစစ်စီအမကပြောလိုက်ပါတယ်။ လာရှုံမျိုးတိမ်ထိုက်ပွဲကြောင့်ဒေါ်လန်ရင်အားစုများတို့အလွန်အမင်းအထီးကိုင်ဆုံးရှုံးနေရှိပါတယ်။ဒေါ်လန်ရဲ့တပ်ဖွဲ့ဝင်အနည်းဆုံး900ဦးကြာဆုံးခဲ့ပြီးတထောင်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်မြန်မာရေးကိုချားဝင်ဆော့ပတ်ခြင်းကလက်ရှိမှာတရုံနေနဲ့စကောင်းစီကိုခက်တင်နိုင်မှာမဟုတ်တဲ့ပြင်မြန်မာပြည်သူလူထုရဲ့ဆင်းရဲဒုက္ခအများကိုရှေ့ကြစေရုံသာမကဆင်းမှန်တဲ့ငြိမ်းချမ်းရေးရောက်ရှိလာမှုကိုလည်းနှောင့်နှေးကြမ်းကြစေမှာဖြစ်တယ်လို့အစစ်အမှန်ကဆိုပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့ မင်းပြားမျိုးတိမ်တိုက်ပွဲမှာဖမ်းဆီးရရှိခဲ့တဲ့စတုံမှန်မိသားစုဝင်225ဦးကိုအာရခတ်တော်အေအေးကပြန်လုပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ဒီကိုင်းပြီးနဲ့မင်းပြားမျိုးတိမ်တိုက်ပွဲတွင်ဖမ်းဆီးရရှိခဲ့တဲ့အကြမ်းဖက်စတုံမှန်မိသားစုဝင်225ဦးကိုအာရခတ်တော်အေအေးမှပြန်လုပေးလိုက်တယ်လို့အာရခတ်တော်အေအေးကအာရဂန်ပရင်ဆက်မီဒီယာသတင်းဌာနမှတစင်သတင်းထုတ်ပြန်ပါတယ်။ယမန်နေ့မေလ16ရက်နေ့မှာစတုံမှန်မိသားစုဝင်များကိုဒုတိယချိန်မြောက်လုပေးလိုက်ခြင်းဖြစ်ပြီးတော့အဆိုပါစတုံမှန်မိသားစုဝင်များကို အာရခတ်တော်မှာစတုံးမှန်ဥပဒေနဲ့ညီကျွေးမွေးဆောင်းလျှောက်ခဲ့ပြီးတော့စတုံးမှန်မိသားစုဝင်225ဦးကိုပြန်လည်ပေးလိုက်ခြင်းဖြစ်ကြောင်းမင်းမမျိုးကို2024ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာအာရခတ်တော်အေအေကပြီးသက်သိမ့်ပိုက်ပြီးတဲ့နောက်အစိုးရတိုက်ပေါ်တွင်းမှာဖမ်းဆီးရရှိခဲ့တဲ့စကောင်းစီတုံမှန်များတုံမှန်ရဲ့မိသားစုဝင်များဖြစ်တယ်လို့သိရပါတယ်။ယခုအေအေကပြန်လည်ပေးလိုက်တဲ့စတုံးမှန်မိသားစုဝင်များထဲမှာအမျိုးသမီး65ဦးနဲ့ကလေးငယ်130ပါဝင်ပြီးတော့အာရခတ်တော်က၎င်းတို့အားလုံးကိုမိသားစုများထံအနှံ့လိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ ဒါပြင်ပထမချင်းဖြစ်ပြီးတဲ့အေပီလာ73ရက်နေ့ကလည်းမင်းပြားမြို့တိုင်တိုက်ပွဲမှာဖမ်းဆီးရရှိတဲ့စစ်တုံးမှန်မိသားစုဝင်120ဦးကိုလွတ်ပေးခဲ့ပြီးဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့စစ်တပ်ရဲ့ယူရူလက်စီထိန်းချုပ်ထားတဲ့မိုင်းဆန်မျိုးနဲ့မိုင်းယုံဒေတာမှာမေရှားတပ်တို့တွေများဒူးပေါ်နေပြီးဇွန်ပြည့်ပစ္စည်းတွေကြောင့်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ပြည်သူတန်းကျော်ရဲ့ဂျမ်းမာရီကိုဆိုးရွားစွာထိခိုက်နိုင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာစစ်တပ်ရဲ့ယူရူလက်စီထိန်းချုပ်ထားတဲ့မိုင်းဆန်မျိုးနဲ့မိုင်းယုံဒေတာမှာမေရှားတပ်တို့တွေများဒူးပေါ်နေပြီး အစိုးရဓာတ်တုတွေမှာဆုံးဖြတ်ပစ္စည်းများကြောင့်ထိုင်းမြန်မာနယ်စပ်မှာပြည်သူတန်တန်းကျော်ရဲ့ဈာမကြီးကိုဆိုးရွားစွာထိခိုက်နိုင်တယ်လို့ရန်လူခွင့်ရေမန်တိုင်းမှာပြောရေးဆိုခွင့်ရှိသူရင်းလင်းဟန်ကပြောပါတယ်။ထိုင်းနိုင်ငံနယ်စပ်မှာ25ကီလိုမီတာသာကွာဝေးတဲ့ရန်ပြည်နယ်မိုင်ဆက်မြို့တောင်ဘက်မိုင်းယုံဒေသမှာမြေရှာတတုတွေနှစ်တွင်ရှိနေတာကိုဂျိုရူတပ်ပုတ်များမှတွေ့မြင်ရပြီးတော့အဆိုပါမြေရှာတတုတွေများကဆုံးဖြတ်ပစ္စည်းများဟာနန်းခုတ်မြေအတွင်းသို့ဈေးဝင်တဲ့ရေရင်းမြေများကိုညဉ့်ဉန်းစိတ်ပြီးတော့ နယ်စပ်နှစ်ဖက်လုံးမှာရှိတဲ့မြေရောက်ပိုင်းနေပြည်သူတန်းကျော်ရဲ့ဂျမ်းမာရီကိုဇိုးရွားစွာထိခိုက်မှဇိုးရင်းပေါ်ရာဖြစ်နေတယ်လို့ရန်လူ့ခွင့်ရေးမန်တိုင်းမှာပြောဆိုခွင့်ရှိသူကရှင်းပြပါတယ်။အဆိုပါဂျော်ဒူတပ်ပုတ်များရဲ့ဖော်ပြချက်အရအဒီတထုတွေများရဲ့ပုံတံဟာကချင်ပြည်နယ်မှာရှိတဲ့တရုတ်ခိုးမဏိများမှပမာဏများစွာဒူပေါ်နေတဲ့မြေစာတထုတွေများရဲ့ပုံတံကဲ့သို့လုပ်ငန်းသုံးကံဝိုင်းများကိုတန်းစီထားတာတွေ့မြင်ရတယ်လို့သိရပါတယ်။လက်ရှိမှာကချင်ပြည်နယ်မှာရှိတဲ့မြေစာတထုတွေဒူပေါ်မှုဟာတဘာဝပတ်ဝန်းကျင်ကိုပြင်းထန်စွာထိခိုက်စေတဲ့နိလန့်နဲ့ဒူပေါ်ခြင်းဖြစ်ပြီးတော့ အဆိုပါနီလာဟာမြေရှာတတုများကိုထုံးယူရန်တောင်များကိုအပေါက်ဖောက်ကပိုင်များမှတဆင့်ဓာတုပစ္စည်းများလောင်းထည့်ပြီးမှအဆိုပါဓာတုပစ္စည်းအရေးများကိုကန်တွင်းသို့ပြန်ထည့်သွင်းပြီးအခြားဓာတုပစ္စည်းများကိုထပ်ထည့်ကမြေရှာတတုထုံးယူခြင်းဖြစ်ပါလိမ့်။မြေရှာရဲ့ဆိုးကျိုးကတော့အများကြီးပဲ။သူကမြေထဲကိုဓာတုပစ္စည်းထည့်ပြီးမှတူရတာမို့လို့မြေရောက်ရေးအထိပါစိတ်တင်ပါလိမ့်။ငါးတွေငှက်တွေလိုဒရိစံငယ်တွေကတက်ဆုံးရှုံးမယ်။အပင်တွေတောတောင်တွေပြည့်စုံမယ်။လူတွေကလည်းကင်ဆာလိုကြောက်ကရောဂါလိုတွေဖြစ်လာနိုင်တယ်။ အခုကထိုင်းဘက်ကနံခုံမြည်ရတဲ့အစင်းနဲ့ပမာဏအများကြီးတက်နေပြီသူတို့စစ်စဲတွေ့ထားတယ်ဒါကအရန်ဆိုးကျိုးဖြစ်စေပါတယ်လို့ရန်လူ့ကွင်ရဲ့မန်တိုင်းမှာပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်အဆိုပါဓာတ်ရုပ်ပစ္စည်းများကိုအသုံးပြုပြီးမြေရှားထုတ်လုပ်ခြင်းကိုဆောင်ရွက်နေတဲ့ကချင်ဒေသမှာတဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့မြေရှားတပ်ထုတွေများအနေနေထိုင်တဲ့ဒေသခံများရဲ့ကျန်းမာရေးထိခိုက်မှုတွေကိုစနစ်တကျမှတ်တမ်းတင်ထုတ်ပြန်ထားမှုတွေရှိထားပြီဖြစ်ကြောင်းထို့ကဲ့သို့အောက်ခြေမှာဒုဗ္ဗောထုတ်ယူမှုဟာမြေပြိုမှုများဖြစ်စေခြင်းမြေပေါ်မြေအောက်ရေများစိတ်တင်စေခြင်း ငါးများနဲ့ဒေါ်ရိုင်းဒရိစံများကိုတည်ဆုံးစေခြင်းနဲ့စိုက်ပင်ဖြိုးပင်များကိုထိခိုက်စေခြင်းများဖြစ်ပေါ်စေတယ်လို့လည်းရှမ်းလူ့ဝင်ရဲ့မနိုင်မှာပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။လက်ရှိချိန်မှာမိုင်ယုံလက်ရှိချိန်မှာမိုင်ယုံတိတာမှာရှိတဲ့မြေရှားတပ်တို့တွင်နေဟာနန်ခုံးမြေအတွင်းသို့စိတ်များစွာဆုံးထုတ်နေပြီဖြစ်အောင်ရွှေတွင်များကြောင့်ရှင်းနေနေပြီသားဖြစ်တဲ့ညဉ့်ဉန်းမှုတွေထက်ပိုမိုဆိုးရွားနေကရှမ်းပြည်နယ်တောင်ပိုင်းနယ်ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့နန်ခုံးမြေတစ်လျှောက်မှာနေထိုင်တဲ့ဒေသခံများရဲ့ဂျမ်းမာကြီးကိုချိန်ချောင်းနေတယ်လို့ရှမ်းလူ့ဝင်ရဲ့မန်နိုင်ကသတင်းထုတ်ပြန်ပါတယ်။ ထိုင်နိုင်ငံမှာနန်းခုံးမြစ်ဟာချင်းမိုင်ခရိုင်မဲရိုင်မြို့နယ်တာတုံးရွာမှာတဆင့်ချင်းရိုင်ခရိုင်ကိုဖြတ်တန်းဆင်းဆင်းပြီးတော့ချင်းဆက်မြို့နယ်မှာမဲကောက်မြေတွင်းသို့ဆေးဝင်နေမြစ်လည်းဖြစ်ပါတယ်။ဒါကြောင့်မိုင်ယုံးဒေသမှာရှိတဲ့မြေရှားတပ်တို့ဒုပေါ်မှုနဲ့၎င်းတို့နဲ့ဆက်ဆက်ပြီးဖြစ်ပေါ်လာနိုင်တဲ့နေဆက်ဖြတ်ကျော်တရားမှုတွေဟာနေဆက်နှစ်ပတ်နှစ်နိုင်ငံလုံးမှာရှိတဲ့တာဝန်ရှိသူများကဇော်တက်လျင်စုံစမ်းရန်လိုအပ်ပြီးတော့တပ်တို့ဒုပေါ်မှုနဲ့ပတ်သက်တဲ့အချက်လက်များအလုံးကိုအများပြည်သူသိရှိစေရန်ထောက်ပေါ်ပြသဖို့လိုအပ်တယ်လို့ရန်လူခွင့်ရေးမန်နိုင်ငံတိုက်တွန်းနှိုးဆော်ထားပါတယ်။အခုလောလောဆယ်တော့ထိုင်းစိုးရွားကို ျမတို့ဘက်ကဓာတ်ရိုက်သတိပေးတာမျိုးထက်ထိုင်းထဲကမိဘဘွယ်စီတို့တို့ထိုင်းချင်းချင်းသတိပေးနိုင်အောင်တော့ချိန်ဆက်လုပ်နေပါတယ်လို့ရန်လူခွင့်ရေမန်နိုင်မှာပြောလို့ဆိုခွင့်ရှိသူကပြောပါတယ်။မြေရှားတပ်တို့တွေများတရှိရာမိုင်းယုံဒေတာဟာမြမစကောင်းစီနဲ့ယူရက်စေတို့ပူပေါင်းထင်ကျုံရာဒေတာလည်းဖြစ်ပါတယ်။အဲဒီနောက်ငချင်းအောက်ဆွဲများရဲ့အောက်ဖဲများခန္ဓာဆိုတဲ့ဂျူလီပောင်တရင်စင်ရဲ့တယောထားမှုကိုတင်ဆက်ပေးကြပါတယ်။အေယာဝရီကတင်ထားတဲ့ရုပ်တန့်ဖိုင်ခေါင်းစီကြည့်ပြီးဝိုင်းရထုတ်ရည်လိုက်ရတယ်ဆိုတာလေ။ဒါမဲ့အော်နှလုံးနာသွားလို့ အသားလေးပလက်လန်ပြီးအမောဖြေလိုက်ရသည်ပြည်သူတွေမဲမပေးမှကိုနိုင်ငံရေးပါတီတွေစိုးရိမ်နေဆိုပဲ32ပါတီပေါင်းကြိုလို့ပုံကောင်းတကွာထွက်เสียမှမရှိတာဘသူကအေးရလုံမဲပေးမှလဲဟိုပီသုံးလုံးမနဲ့ကာသုံးလုံးကောင်ကရုတ်တိနဲ့ထွားဟောင်းလဲအပိုပဲဒါနဲ့ PPP ဆိုတာကိုသိကြလားပေါလော့ပဲစာဘော်တီဘောချပလီပလာပါတီလို့သာမှတ်လိုက်ဗျာပါဝါဖော်ကြအစိမ်းကောင်ကလည်းအော်ဂလီမောင်မောင်ရုံးနဲ့အားနေရင်ကိုဝါလေးကိုဖျဲကြည့်နေတာကမှ တုတ်တဲ့ချက်တည်ရရှိသေး မျက်စီပြောတာနော်ဒင်းတို့အကြီးသားလို့ဆိုတော့ဘယ်ကမလဲကြားပြူအုပ်ကြီးဆိုင်းအိုက်ပေါင်အပြောမှာနောက်တစ်ချိန်ဝိုင်းရထိုးပြီးရင်မိပြန်နေဗျပါတဲ့ရွေးကောက်ပွဲကားတဲ့အခုကျုံးနေတဲ့ဗဟန်းမှာလူတသိန်းရှိတယ်ဆိုပါဆိုတဲ့အဲအဲ့ဒီတသိန်းလုံးမဲလာပေးစရာမလိုဘူးတဲ့တထောင်မဲလာပေးလေရတယ်တဲ့အမဲတထောင်မလာလဲကိစ္စမရှိဘူးတဲ့တယောက်တည်းမဲပေးရင်လေရွေးကောက်ပွဲကားအထားမြောက်တယ်တဲ့အဲ့ဒါဥပဒေအရပဲတဲ့လေ ဒီလေဒီမို့ဒီမအိမ်လုံးတွေဝင်ပြိုင်မာတဲ့နော်ပရိသတ်တို့တယောက်တည်းမဲလာပေးလေအထားမြောက်ရင်စိုးရိမ်မနေပါနဲ့လားကိုကကိုမဲပြန်ပေးလိုက်ပြီးရောယူထားတာကပါတီခေါင်းဆောင်ယာတို့ဒီရွေးကောက်ပွဲဥပဒေလဲငကန်းတလုံးမှတိဟံမတူပြည်သူဆိုတာကိုတော့ပါဇက်ဖျားကမချဘော်တော်တော်ကြောင်းတောင်းစကားတွေထွက်ပြောဒါကြောင့်မို့လို့32ပါတီပေါင်းကြို့လို့ပုံကောင်းမထွက်ဘူးလို့ပြောတာဥပဒေရကပြည်သူလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှ50ကဘာညာဘာညာ တို့ရမှာမဲစင်းအရာမဲဆက်နာရှင် အားလုံးရဲ့51ရာခိုင်နှုန်းကဆန္ဒမဲ့ပေးပြီးဖြစ်လျင်အထားမြောက်တဲ့ရွေးကောက်ပွဲဖြစ်သတ်မှတ်နိုင်သည်လို့ပါသည်ဗျပြောတာပြောရတာခွေးပေးအိုင်ပေါဖွင့်ပြတာကမှအမိနံပြောင်းမယ်နောက်ပြီးကာတုံလုံးကောင်ကလည်းလက်နိုးပဲရှင်စိုးရဲ့6လခန့်ဆေးကဩဂတ်လဆိုကုန်မြန်ပြီတဲ့အဲ့ဒါကိုစောင့်ကြည့်ရမှာပဲတဲ့နောက်ထပ်6လခန့်ဆေးထိုးမထိုးကြည့်ပြီးရွေးကောက်ပွဲဘယ်တော့လုံးမလဲဆိုတာကိုရှင်းသွားမယ်တဲ့အတော့ကိုပတ်တကုတ်လေးလာထားတဲ့ပညာရက်တွေပုံတော့တုံးချပြီး ဂရီပါလက်အိတ်ဆို့မာတာမာတာဆိုတာလေဟိုကျင်စိုးကခြေစိုးရဲ့ငုတ်တာကိုနာနှာခေါင်းလက်ချောင်းအထူးကိုတွားပြတဲ့ကောင်တွားမခံမန်းနဲ့ယူသွားလိမ့်မယ်ဆိုတာသူကမှစိတ်ကြီးပါလားခေါ်ပရန်ဒီကိုအယူလင်းလောက်ထားတော့ကြွကြွအိတ်မီးဟတ်ထားသလိုရှုံတော့ပိန်လိမ့်နေရပဲအာတုပါကမ္မထန်ရှိုးလို့သူတွေတို့ကတထိုင်နေနဲ့ကိုမတ်ဖို့စိုက်မဲ့ရုပ်လေဆိုတော့ဒီလေဒီမို့ဒီမအိမ်လုံးတွေကိုအသေးချားကမဲရပြလဲမပေးနဲ့ငပဲချားကဖျဲကားတာလဲမပေးနဲ့တနတယ် စုတ်ဂျူလူပောင်တရင်စင်ငချင်းအောက်ဆွဲများရဲ့အောက်ဖဲများကန်တာဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတင်နားဆင်ကြတဲ့တရင်ပိတ်တများကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြင်ပြပါတရင်တော်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ